ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ GV3 နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများเนาะ GV ကထုတ်ထားတဲ့ application တွေကိုကျွန်တော်တို့အနေနဲ့ဒါသုံးတယ်ပေါ့เนาะကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဝါသနာပါလို့ပဲဖြစ်ဖြစ်ပိတ်ဆံလိုချင်လို့ပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့အနေနဲ့ဒါသုံးနေတယ်ဆိုလို့ရှိရင်ဒီတစ်ချက်ကိုကျွန်တော်အနေနဲ့ဒါအရေးကြီးတဲ့ချက်ပေါ့เนาะဒီတစ်ချက်ကိုသိမှသာလဲကျွန်တော်အနေနဲ့ဒါရှေ့ဆက်ပြီးတော့ကျွန်တော်တို့ GV မှာဘယ်လိုရှားမလဲဆိုတာသိမှဖြစ်ပါတယ်ဒီတော့ ီတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ KV application ကနေပြီးတော့သူချိန်ပြည့်သွားလို့ရှိရင်ပြည့်သွားပါပြီဆိုတဲ့ပတ်မှတ်ချက်ပေါ့နော်ကျွန်တော်တို့အနေနဲ့တန်းပေါ်တာပေါ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပူပေးတာတစ်နာရီဖြစ်ချင်ဖြစ်မယ်နှစ်နာရီဖြစ်ချင်ဖြစ်မယ်နောက်မဟုတ်ရင်ကျွန်တော်တို့အနေနဲ့များသောအားဖြင့်တော့ကျွန်တော်တို့အနေနဲ့ဒီငွေနဲ့ပတ်သက်ပြီးတော့ तू ကပိုက်ဆံဒေါ်လာကိုဘယ်လောက်ရရင် तू ကတ်တတ်တာပေါ့နော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာပြထားသလိုပဲဒါသူ့အနေနဲ့ ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မှာပြား40 40ကျော်သွားပြီเนาะပြား40ကျော်သွားပြီငါနိုင်နေနေဆိုရင်ဒီမှာ2နိုင်အဲ2နိုင်ကျော်ပေါ့เนาะတက3နိုင်လို့လည်းပြောလို့ရတာပေါ့เนาะဒါပေမဲ့သူဒီဒီကောင်စတိုင်းပေါ်လာလို့ရှိရင်ကျွန်တော်ခုပြတာတဲ့အဲဗီဒီယိုမျက်နှာပြင်မှာပြတာတဲ့ပုံစံလိုပေါ့เนาะကျွန်တော်တို့ပေါ်လာပြီလို့ရှိရင်ကျွန်တော်အနေနဲ့လုံးဝဆက်မပေးတော့ပါဘူးဒီဟာကိုဆက်ဖွင့်လို့လည်း ဖွဲ့ယုံမယ်ရှိမယ်အင်တာနက်ကုံယုံမယ်ရှိမယ်ကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ကြတော့ဘေးမှမဟုတ်တော့ဒါဆိုကျွန်တော်တို့အနေနဲ့ဒီကောက်ပေါ်လာလို့ရှိရင်သူ့အနေနဲ့ပြောလိုက်တာက now application တကူသုံးပါကျွန်တော်တို့ထုတ်ထားတဲ့ now application တကူသုံးပါဆိုပြီးတော့သူ့အနေနဲ့ဒါကဒီလိုမျိုးပုံစံမျိုးပေါ့နော်သူဒိဗယ်အသက်ရောက်တာပေါ့သူရဲ့အဲစာရေးထားတဲ့ပုံစံလို့တော့ဒီတော့ကျွန်တော်တို့အနေနဲ့ဒီကောက် မသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီကြမ်းမရုံမှာရမှာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုထင်လာမလဲဆိုတော့အာဒီကောင်းရပိုက်ဆံတကြမ်းမလဲမရဘူးဗောနောချိုးတွေကြတော့တပြားလောက်နဲ့ဒီစာတန်းပေါ်လာတယ်ထားလိုက်ပါတော့တကယ်တော့ကျွန်တော်တို့နေနေသူကတရက်မှာတရက်လုံးသူသတ်မှတ်လာတယ်ပြား၄၀ဆိုရင်ပြား၄၀ပြန်90ဆိုရင်ပြန်90ပေါ့နော်။ तू ကသတ်မှတ်ပေးပြီးသား။အဲ့ဒီသတ်မှတ်ပေးပြီးတော့ကျွန်တော်တို့ကနေပြီးတော့ဒီထက်ပို့လို့ချင်လို့မရဘူး။ဘာဖြစ်လို့မရလဲဆိုတော့ तू ကပေးမှမပေးတော့တာ ဟုတ်လားကျွန်တော်တို့သူပြီးမှမပြီးတော့လည်းကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ရတော့မှာလဲအဲဒါလေးဥပီးဖို့လိုတယ်ဒီနောက်ပြီးတော့ကရသူစာအိတ်ဝင်ပါတယ်ပေါ့နော်ဒီကျွန်တော်တို့အနေနဲ့ဒီခေါင်းလောင်းလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ဗီဒီယိုမှာလည်းဒီ second shot လေးတွေကျွန်တော်ရိုက်ပြီးတော့ပြလာတာပါเนาะအဲ့ဒီမှာလည်းကြည်ကြည်ပေါ့ကျွန်တော်ပြလာတဲ့နေရာလေးဒီခေါင်းလောင်းလေးကိုသူအဲ့ဒီခေါင်းလောင်းထဲမှာကျွန်တော်အနေနဲ့သူအနေနဲ့ပြောမှဆိုလို့ရှိရင် ကိုယ်ထဲကိုစားရေးဝင်အောင်ပါเนาะကျွန်တော်တို့အနေနဲ့ ညာလောက်ထားတာကျွန်တော်တို့အစာအကောက်ဖွဲ့တော့လည်းအလောင်းစုပြီးကျွန်တော်နှိပ်တာလေအဲ့ဒါခွင့်ပြုချက်ပေးတာအဲဒါဆိုရင်သူ့ရဲ့တတိပေးချက်တွေကိုကျွန်တော်တို့လက်ခံတဲ့သဘောပေါ့နော်အဲ့ဒါသူစိုင်းဝင်လာရင်ပထမတော့သူစာတန်းပေါ်တော့ပေါ်ပြီးတော့ကြာတော့သူစိုင်းဝင်အဲဝင်လို့ရှိရင်သူ့အနေနဲ့ဒီမှာကျွန်တော်ဒီ second shot ပြထားတယ်လို့ပေါ့နော်ဒီမှာသူရေးထားတယ်ဘယ်နှနာရီမှပြန်ပြီးတော့လာဆော့ပါနောက်မှရင်လည်းခြားဒီခုဆက်ပြီးတော့ဆော့လို့မရတော့ပါဘူးကမ်းမက်ချက်ပြည့်သွားပြီပေါ့နော်သူ့အနေနဲ့ ငါသူ့အနေနဲ့နိုင်တတ်မှတ်ပေးလိုက်တယ်အဲ့ဒီနိုင်သူပေးထားတဲ့နိုင်ပြီးမှကျွန်တော်တို့အနေနဲ့ဒါပြန်ပြီးတော့ကြတော့ကျွန်တော်တို့ဆော့လို့ရမှာဖြစ်တယ်ပြန်ပြီးတော့ပေးမှာပေါ့နော်သူ့အနေနဲ့တကယ်တော့သူ့အနေနဲ့ဒီတတ်မှတ်ချက်ရှိတဲ့သူတို့မှာကျွန်တော်တို့တတ်မှတ်ချက်နဲ့ကြော်လို့မရဘူးဒီတည့်ရလုံလို့လည်းမရဘူးဖုန်းပစ်ထားလို့လည်းမရဘူးလေကျွန်တော်တို့ဖုန်းနေဆိုတာတယောက်နဲ့တယောက်တူမှာမဟုတ်ဖုန်းလုံးတွေကကွဲတာပေါ့နော်ချိုးတွေကြတော့ပူတယ်ပေါ့နော်ကြာကြာထားလို့ရှိရင်ကျွန်တော်ကကြတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ခန်းမှာကြတော့လေး ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အောက်မှာကျူပြားခင်ကျူပြားပေါ်မှာပဲကျွန်တော်ပြစ်ထားတယ်အဖောကမပူပူရင်လည်းနွွွေလေးပဲတားအိမ်မပူဘူးချုပ်ပုံးနေကြတော့တားအပူပါနာကြီးတွေအများကြီးကိုဖုံးရဖွဲ့ထားတာလေပြည့်တာကြတားအပူကကျွန်တော်တို့ကပေါ်ဝါရှော့ထားတာပဲရှိတယ်ဖုံးကတော့အော်တိုဖွဲ့ထားတာအင်တာနက်ဖွဲ့ထားတယ်ဒါမတီကလည်းခံတဲ့ပတိဆိုတော့ကောင်းတော့မလားဒီလိုနိုင်ကျွန်တော်ဒီကျွန်တော်ပြောသလို3နိုင်4နိုင်ထားဖို့ဆိုတာအဲပတိကလည်းခံဖို့လူသေးတယ် အဲကျွန်တော်ရေးကြည့်တဲ့ချက်ဆိုတာဒီတဲ့ချက်ပဲပေါ့နော်ဒီကောင်ကိုစားရေးဝင်လာတာနဲ့လောကမပေးတော့တကယ်လို့ကိုယ်စိတ်ထဲမှာထင်လိုက်မှာတပြားပဲရှိသေးတယ်ခုမှနှစ်ပြားပဲရှိသေးတယ်အဲဒါပေမဲ့သူ့အနေနဲ့တရက်တရက်ပတ်မှတ်လိုက်တာပေါ့နော်ကျွန်တော်တို့အနေနဲ့ရှေ့ပထမဆော့လာတဲ့ဟာတွေပေါ့နော်တပြားနှစ်ပြားနဲ့တော့သူကကတ်သက်ချက်မပြူဒါပေမဲ့ကျွန်တော်တို့ကတစ်ခါဝင်လိုက်တယ်တနိုင်လောက်ဆော့လိုက်တယ်တနိုင်လောက်ဖွဲ့လိုက်တာပါဗျာဆော့တာတော့မဟုတ်တနိုင်လောက်ဖွဲ့ထားလိုက်တယ်နောက်ပိတ်လိုက်တယ်ပြန်ပြီးတော့တပြားနှစ်ပြားရရင်နောက်ထပ်ပြန်ဖွဲ့တယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်အနေနဲ့တစ်ဆက်တစ်ဆက် အဲ့လိုမျိုးတရက်မှာသုံးလခါလောက်လောက်ပြီးသူသတ်မှတ်ထားတယ်။ဟာပြောမစားသုံးခါလောက်ပေါင်းလို့မဟုတ်ဆယ်ပြားပြည့်သွားပြီ။သူသတ်မှတ်ချက်ပြည့်သွားပြီဆိုရင်သူကအဲ့ဒီစာစာရေးပေါ်လာမှာပဲ။အဓိကပြောချင်တာဗျာဒီဒီစာဝင်လာလို့ရှိရင်ကျွန်တော်တို့လည်းလောကမပြီးတော့ဘူးဆိုတာပါပဲ။ငန်ဒါလေးကိုပြီးဖို့ပါ။ဒါလေးမသိဘဲနဲ့ပြောမစလို့ရှိရင်ကိုစီးရဲ့မြင်ကထီလာမလာဆိုတာကိုသိဖို့လိုတာပေါ့နော်။ကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုတစ်ပုတ်ကြည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီသူပြောလိုက်တဲ့အရာကပဲပဲနေရာ ဒိဗေရှိလဲဆိုတော့ကျွန်တော်အနေနဲ့ပြီးထားဖို့လိုတယ်။အဲပြောပြောနားတော့လိုက်တဲ့ဒီ application ကိုပြလိုက်တဲ့နန်းဒါဝင် down ပြီးတော့ဆော့လိုက်ပြီးဘာမှညာမှမသိဘူး။ကျွန်တော်တို့ပြီးချင်းလို့ရှိရင်ကျွန်တော်တို့အစဆုံးနားထောင်ကြည့်သူဘာပြောတော့ဟာလဲ။ဒါမှသူ့ရဲ့ဒိဗေကိုပြီးမှလေကျွန်တော်တို့ကနောက်မှဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးမှမဟုတ်ဘူး။သူပြောရတဲ့ဟာတွေကိုအစနားထောင်လိုက်လို့ရှိမယ်၊လဲကနားထောင်လိုက်လို့ရှိမယ်၊အဆုံးကနားထောင်လိုက်လို့ရှိမယ်။ကျွန်တော်အနေနဲ့လဲဒါကလောက်လာတဲ့ခါကျတော့ပြောမယ်ဆိုလို့ရှိရင်ကိုပြီးလာတာပါနော်။ ါပေမဲ့ဒီ GV ကကျွန်တော်အနေနဲ့ပြောကြည့်လို့ပြောတာမဟုတ်သူ့ထဲမှာငွေထုတ်နေတဲ့အစုံပါတယ်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်အနေနဲ့သူ့ကိုဆော့စေရလဲမျိုးသူ့များတွေလမ်းလျှောက်နေစေရလဲမျိုး Google ပါတယ် Google ကတ်လာပါရင်တော့ကျွန်တော်တစ်ခါတင်ပေးဦးတယ်အဲသူအဲ့ဒီမှာဝင်ပြီးတော့လည်းနှိပ်ပြီးစရာမလိုတနေ့တခါနှိပ်ပြီးစရာမလိုသူ့အနေနဲ့ပြစ်ထားရုံနဲ့ဒါသူ့အနေနဲ့အဲ့ဒီစာပေါ်လာမှပဲကျွန်တော်အနေနဲ့ပြေးလိုက်ရင်ရပြီငယ်လို့မပေါ်မှန်စင်းရတာပြစ်ထားလို့ရတယ် ိုင်မဲ့ဖြည်းဖြည်းနည်းလာတာတော့ရှိတာပေါ့နော်ကျွန်တော်အနေနဲ့ကြာဘယ်လိုလုပ်လဲကျွန်တော်နှစ်နာရီလောက်နှစ်နာရီကျော်လောက်ကြာတစ်ချက်ကြည့်လိုက်ကြည့်လိုက်ပြီးတော့သူ့အနေနဲ့ပေးတာများတယ်ဆိုလို့ရှိရင်ဒါတစ်ချက်ပြန်ပြီးတဲ့ခါကျတော့ပိတ်လိုက်တာပေါ့နော်ပိတ်လိုက်ပြီးမှနောက်မှပြန်ပြီးတော့ဖွဲတာပေါ့ကျွန်တော်မှ application တွေအများကြီးပဲလေ message တွေငယ်ချင်းတို့လည်းဒါအသီးတဲ့အတိုင်းပဲ ဒီကျွန်တော်ရဲ့ channel လို့ဆိုတော့ပြီးမှကျွန်တော်မှအများကြီးပဲကျွန်တော်တင်ပေးတယ်ကျွန်တော်ဒီ application တစ်ခုတည်းမှာအများကြီးပဲကျွန်တော်ဒီခုဆိုရင်20လောက်တော့ရှိပြီလားမသိတော့တယ်ပြောမှဆိုရင်ကျွန်တော်ကဒီတစ်ခုမှာအဲ1ဒေါ်လာလောက်ရလိုက်2ဒေါ်လာလောက်ရလိုက်ချွေးတွေကြတော့ပြ30ပြအဲ35ပြထပ်ပါတော့ကျွန်တော်တို့နေပြ40ပြ50စသဖြင့်ကျွန်တော်တို့ကဒီလိုမျိုးရရပြီးတော့ခါကြတော့မစော့ကျင်တော့ဘူးဆိုတော့ကိုယ်ကဖြတ်ပစ်လိုက်တာပဲအဲ့ဒါနောက်တဲ့ update တစ်ခုတက်တောင်း အဲ့လိုပဲလုံတာပဲဒါနဲ့ပဲတန်တရားလဲနေတာဒီကကျွန်တော်ဒီလူရင်းပြောချင်တာကတော့ဒီတစ်ချက်ကိုသိထားဖို့ရဲ့နောက်ပြီးတော့ခါကျတော့သူများပြောတဲ့ပြောစကားအောက်မှာပဲလမ်းမဆုံးစီစီနေပါတော့ကျွန်တော်ရင်တော့လည်းပြောပါတယ်ဒီစကားလမ်းဆုံးနေဆိုတာပါပြောဆိုသူပြောတဲ့ဟာပဲစုပ်ပြီးယုံပြီးတော့လှုပ်လိုက်တာအဲ့ကျွန်တော်ပြောတဲ့စကားကိုလည်းမယုံနဲ့ပါတော့ကိုယ့်ဟာကိုသိချာချာလေ့လာပြီးမှလှုပ်ပါတရားရဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ဒီ ပြောမှသာလောက်တာလောက်ပြီးတော့ရလာမကောင်းတဲ့ခါကျဘာလို့မှမလုံးနဲ့ကျွန်တော်ဖုံးပြောတယ်ဆိုတာကျွန်တော်ဖုံးနေကျွန်တော်ပြောတာလေဒီမိတ်ဆွေတငယ်ချင်းတို့ကဖုံးနေမှာဘယ်လိုရလာထွက်မလဲဆိုတာကျွန်တော်မပြောနိုင်ဘူးအမှကျွန်တော်ဖုံးတော့မှတစ်ခါကျကြောင်းရင်ကြောင်းနေတယ် application တွေအများတော့ကျွန်တော်ဖုံးလဲကြောင်းနေပြီအဲအဲ့ဒီတော့ကြောင့်မဟုတ်ကျွန်တော်နေကိုကိုလုံးမအားကိုကိုကကိုအစာဆုံးကကနနာပြီးအောင်လေးလာလေးလာပြီးမှလောက်ပါတော့အဲခဏကြာကိုစီးတဲ့မြင်တော့ထီလာမလာမသိပဲဖြစ်သွားလိမ့်မယ် ဟုတ်ပါဒီပဲဒီလောက်ပါเนาะဒါဗီဒီယိုလည်းရှင်းသွားပြည့်တဲ့အကြောင်းမလို့အမှတ်တာเนาะအရေးကြီးဆုံးအဲ့ဒါပဲเนาะအရေးဆိုအဲ့ဒီတစ်ချက်ကိုအရေးကြီးဆုံးမှကျွန်တော်ပြောခဲ့ Bye bye